ုန်ကတော့ပြောရမယ်ဆိုလို့ရှိရင်လေသူတို့အကြောင်းကလည်းပြောစရာများတယ်ဒီ season မှာသူတို့က player တွေ change လုပ်လိုက်တာလည်းမဟုတ်ဘူးဗျာ role တွေပဲပြောင်းတာတယ်ပြောရရင်ဒါကလေကျွန်တော်တို့ထားပါတော့ဥပမာပြောလို့ mid season လို့ရှိရင်ကစားမနှစ်ယောက်ပြောင်းလိုက်ပြောင်းတယ် role တွေပါတယ်မချဲဘူးဒါပေမဲ့အံဝင်ဝင်ကြဖြစ်ဖို့ခက်တယ်တခြားဒီအခု black moon တို့ပါဆိုလို့ဒီလိုမျိုးအများကြီး found တွေပဲပြတ်သွားပြီရှိအဲ့လို fair ကွန်ကြတော့ role လည်းပြောင်းလိုက်ရင်ဇာမိုက်လည်းပြောင်းလိုက်ဒါပေမဲ့သူတို့ကအခုချိန်ပါလေရေဘန်းအစားဆုံးအသင်းတော်သွားကြ အဲ့အဲ့ဒါမျိုးလေအဲ့ဒါကိုလည်းဘယ်လိုမြင်လဲဒီဖယ်ကောအခုသွားနေတဲ့ပုံစံအခုမြင်တဲ့လောက် clean တိုင်ရဆိုတော်တော် clean ဖြစ်တယ်လို့ခံစားရတယ်အဲ့လိုတက်တက်ရရပုံမှာတော်တော်တက်တက်ရရဖြစ်လို့အောင်လေအဲ့တော့သူတို့ခုနကတော့ဒါ new cool ဆိုလို့ရှိရင်လေဂျန်ဂျန်နဲ့ SP ပြောင်းအောင်လေပြီးတော့ goal line ကနေဒါမြပြောင်းနေ bini ရှိတယ် bini မဲ့မှာဆိုလို့ရှိရင်ကျွန်တော်စပြောင်းတော့ဟာ deep player carry player ဘယ်လိုဘယ်လိုရမလဲတန်တရားဖြစ်ပေါ်ရရှိရဗျစိတ်ထဲမှာတော့ဒါစွန့်ကောင်းအောင်စွန့်နိုင်ပါမလားတကယ်ဆော့ရတဲ့အချိန်ဒီမှာ bini ကတော်တော်ကျွတ်စင်အော် အာဒီပလေယာကဒီလောက်တောင်မှမစ်မှာအဲ့လောက်တောင်ဆော့နိုင်ပါလားဆိုရယ်အာမျိုးကြတယ်ဗျာတခုပြောပြလို့ဆိုလို့ရှိရင်ဟိုဆန်းတို့ကတော့လေအော်နဲ့မှာဂျန်ကန်နေပြီးတော့မစ်ကိုဆင်းရတာအဲ့ကောင်ကတော့သဘောတရားနည်းနည်းတော့ပွဲဘာလို့ဂိုးလိန်းနဲ့ဘေ့ဘေ့နဲ့ဂိုးလိန်းကကြတော့လေဘလိုပြောတာတော့မဟုတ်အဓိကကတော့ကွာနေချရတယ်နော်ကွာနေချရရဆိုလို့ရှိရင်လုံးဝနည်းနည်းကွာတယ်ကွာဂိုးလိန်းမှာဟယ်ရီလူးလို့ပါကြဆော့တာတော့ရှိကြပါတယ်မရှိဘူးတော့မဟုတ်ဘူးဒါပေမဲ့လေ ဟိုဒီ main down floor ဆိုတဲ့သဘောတရားကကျွန်တော်ရှေ့မှာတော့တွေ့ရမြင်ရတော်တော်လေးကဲတယ်အပြီးတော့ floor ရဲ့အချိန်မှာလည်းတော်တော်လေးကောင်းနေတဲ့အချက်တွေရှိတယ်ပေါ့နော်ဘလို့သဖြင့်ဘာဖြစ်လဲဆိုတော့ तू က goaling floor ခဲ့တယ် goaling ကိုဖိအားပေးတဲ့ row ကတော်တော်များများ row နဲ့ဒီ minute ပေါ့နော်အဓိက minute ဆိုလို့ရှိရင် fast low count မျိုးတွေကနောက်မှရှိတဲ့ maximum တွေ long range damage ပေးရဆိုတော့ပြောချင်တာ तू ကအဲ့သဘောတရား main ရဲ့သဘောတရားကိုตัวโกลินาเตียวนี่แหละแคมูเลยเออคันลาเลยเนี่ยปั้นหลอมอยู่อ่ะคันลาอย่าเดี๋ยวเปลี่ยนต้องฉะเออ ငါဂူလေးဆိုးတဲ့ချိန်တော့ငါ့ကိုဟိုဘက်ကဘလို့ပြင်းလာတာမိချင်ဟောဘလို့တီးတော့တာဘလို့တီး ်လဲအဲ့လိုသဘောတရားကလည်းပြောမှဆိုလို့ရှိရင်တခြား mesh player တွေထက်အနှဲငယ်လေးပိုသာသွားနိုင်တယ်အချို့လေဟုတ်တယ်ကိုကြီးပြောတာလည်းဟုတ်တယ်ဒါပေမဲ့နောက်တစ်ခုဆိုလို့ရှိရင်ဗျာတို့က mesh ော်တာဆိုတော့ goal link ဆော့ခဲ့တာဆိုတော့ဗျာတွားကန်းနေတဲ့အချိန်မှာသူ position ဘယ်လိုလာနေလဲဘယ်လိုဖြစ်နေလဲဘယ်လားပုံးနေလဲဘယ်လားပုံးနေလဲအဲသူပို့ပြီးတော့မြင်နိုင်တယ်ဗျာအဲ့ဒါလေသူတို့အားသာချက်တစ်ခုဖြစ်နေပေါ့နော်နောက်တစ်ခုကအဲ့ YG နဲ့ဆော့ခဲ့တဲ့ပွဲမှာဆိုလို့ရှိရင် YG ကအားလေးတော်တော်တာဟိုပွဲတစ်ခုလုံးဗျာ dominate လောက် dominate လောက်ပြီးကျွန်တော်တေးတိုင်းအော် game 3ငါတို့ကြည့်ရတော့မယ်လို့ထင်နေရအဲ့လိုမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့ team composition အားလေးပါလေဟုတ်တယ်မလားဟုတ်တ အားလေးကိန်းမှာတော့ဟိုတိထုတ်တာလေဟုတ်တယ်ကောတိုင်ပတ်နေရတိုင်ပင်တစ်ခုကိုစောင့်ပြီးတော့ဘဲချိန်မှာဘယ်လိုမျိုးပြန်ဝင်ရမလဲအပူရရှင်ယူရတဲ့အစားအဲ့ဒါတွေကတော်တော်လေးတည့်ရလုံးနေလို့ခံရတယ်ခုနကအဲ့ဒါလည်းထဲနဲ့ဆိုင်နေဒက်စ်ရဲ့ retribution ဆိုလို့ရှင်လေဗျာဝင်ထွက်ပြီးတော့ပေါ့ရတဲ့အချိန်နဲ့ damage calculation လုပ်ရတူတူခံနေပါတော့ဟန်နေနဲ့အဲ့အချိန်ဒီမှာအလိုမျိုးတကွက်ခံလိုက်ရတယ်လို့ခံစားရတယ်အဲ့အချိန်မှာ ပြောရရင်တော့အိုက်ပွဲကဒီလေးနဲ့လာပြီးတော့ကတိုးလေးခိုးပေါက်သွားတဲ့နေရာလေးတော့တော်တော်ကြာတော့ WiFi WiFi fan ဆိုတော့သူနေတဲ့ဒီဘွဲတိတ်အစာအစာကြီးတဲ့ဘွဲတော့မရှိဘူးเนาะသူမရှိဘူး WiFi fan ရတော့မဟုတ်ဘူးသူနေငယ်ပြင်းကြီးရပါ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 နားလဲပါတယ် WiFi တက်နေတာတကယ်တက်နေတက်နေအဲ့အဲ့တော့လည်းကျွန်တော်တို့ပြောမှာဆိုတော့ကျွန်တော်တို့အဲ့ဒီအဲ့လာပြီးတော့ article တခုထုတ်လိုက်နေပြီဗျာ desk နဲ့ပတ်သက်ပြီးတော့ အာပြီးတော့ဟိုနည်းနည်းပြောစရာရှိတာလဲကျွန်တော်တို့ desk ကတော့အများကြီးတော့ပြောစရာမလိုဘူးပေါ့လေ။ तू ကတကယ် तू highlight moment တွေ clutch moment တွေအတအားများတယ် desk ဆိုလို့ရှိရင်လက်ရှိ तू ကအကောင်းဆုံးလို့ကျွန်တော်ကရဲရဲကြီးပြောလို့ရတယ်ဒီ channel ပါ။နော်ဒါဒါကတော့သဘောတူတယ်ဆိုအရင်များမယ်ပေါ့လေဒီ chain ပေါ့လေ။ဘယ်ရှိတော့ကြည်ကြည်အတွေ့အကြုံအတွေ့အကြုံရောလက်ဆွဲရောပြီးတော့အသင်းနှိမ့်နေတဲ့အချိန်မှာဘယ်နှစ်ပွဲတော့မဟုတ်ဘူး तू ထဲခဲ့တာတော်တော်များတယ်။နော်ပခုံးကလည်းဟို number 1တွေပဲဖြစ်နေတာတော်တော်ဟာတားနေတယ်။အဲအဲ့လိုမျိုးရှိတယ်ဗျာ။ဆိုတော့အာကျွန်တော်နောက်ထပ်အဲ့လို fair con နဲ့ပတ်သက်ပြီးတော့ပြောချင်တာ KDX ပဲ။ ကိရိစ်ကတော့ဒါကိုဝီနဲ့တော့ပိုရင်းနှီးမှာပေါ့လေနော်အရင် NBA ဘာညာခစ်တွေတည်းကကိုဝီကတ်စ်တွေသူတို့နဲ့လဲလို့နည်းနည်းတွဲပြီးတော့ညီကိုတွေအလုပ်လုပ်ခုတယ်အဲဒီလိုချိန်မှာကျတော့ကိရိစ်ကအများကြီးရင့်ကျက်လာတယ်ပြီးတော့ဒါပေမဲ့အဲ့တော့ရင့်ကျက်လာတယ်သူကအတက်ကတော်ငယ်သေးတယ်တော်ငယ်ပေါ့လေဒါကစားမရအေးတိုင်းကအများကြီးရင့်ကျက်လာတယ်အသင်းကိုကောင်းကောင်းကြီးဥဆောင်နိုင်တယ်အဲပြီးခဲ့တဲ့ပတ်မှာသူလာပြီးတော့ပြောတာသွားတာဘာညာ mentality ဘိုင်းနေအဲ့လိုအတီကျူတွေတအားကောင်းတယ်အဲ့လိုမျိုးပေါ့လေဆိုတော့ in game မှာဆိုလို့ရှိရင်လည်းလေ case ကပြောရရင် ဟိုအရင်တော့ကြတော့ဗျာကျွန်တော်တို့ကက်စတာတွေဒီ analyst တွေဆော့တယ်ဆော့လိန်ဆော့တယ်အခုအခု rules ဆော့တယ်အဲ့တော့ကက်စတာတွေ analyst တွေကျွန်တော်တို့ဒီ industry တွေကပုံမှန်ကြည့်ပြနေကြသူတွေပေါ့ဒီပွဲတော်တော်ကြည့်တဲ့ပြည်သက်တွေရောသိတယ်ဗျာ KDC က movement တွေဘလို့ကောင်းတယ်ဘလို့ရရဲသွားတယ်ဒါပေမဲ့ပြည်သက်ရဲ့ shoot out ကကြည့်မယ်ဆိုလို့ရှိရင်တော့ KDC ကဘာတွေကောင်းလဲဆိုတော့နည်းနည်းလေးကျွန်တော်တို့ကဟို mention လုပ်ဖို့ခက်တယ် ဒါ तू 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 ကတကယ်အရေးကြီးတဲ့ movement လို့ဆို PA7 တို့ KDH တို့ကအဲ့လိုလုပ်သွားပြန် Falcon မှာတို့အရင်ပြီးခဲ့တဲ့နှစ်တည်းရဒါပေမဲ့ audience viewer ဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်မမြင်ခဲ့ရတာမျိုးရှိဒါပေမဲ့ဒီရာဒီမှာ KDH ကအဲ့ဒီအရာတွေပါပို့ပြီးတော့တိမ့်လိုက်နိုင်တယ်လို့ကျွန်တော်ထင်တယ်ဟိုမှာ audience တဲမှာတော့ KDH ဘာကောင်းလဲဆိုပြီးတော့အဲ့ဒါ KDH ကတော့ကောင်းတယ်ဟိဆိုတဲ့အရာမျိုးလူတွေကပို့ပြီးတော့ မြင်လာနိုင်တယ်ဗျာ။ तू ကအဲ့ဒီအဆင့်ကိုရောက်လာတယ်လို့ကျွန်တော်ကသုံးသပ်ချက်။ तू နဲ့အဲ့လိုစကားပြောခဲ့တဲ့အရာဆိုရင် तू ကအဲ့လိုပုံမှန်က carry rule ဆိုခဲ့ရဗျာ။အဲ့တော့ Ronzo ရဲ့အချိန်မှာ तू နည်းနည်းခက်ခဲတယ်လို့ပြောတယ်။ခက်ခဲတယ်ဆိုတော့အဲ့လို hero တွေနဲ့ပတ်သက်ပြီးတော့ तू လောက်ရကန်ရနည်းနည်းဟိုပြောရလို့ရှိရင်ဟိုအားရပုံမှန်မြဲဆန်းဆန်းပါရှိတာပြီးတော့ဘူးမဲမဲပါညာရှိတယ်။ဒါပေမဲ့ तू Ron ရဲ့ဘလို့လှုပ်လှုပ်ပုံစော့ပုံစော့ပေါက်တွေကတော့ तू delay တည်ရဗျာ။ပြီးတော့ဒီ player channel player လေးရောက်လို့သူပြန်ပြီး leading လုပ်နိုင်တယ်။သူ့ရဲ့ shot goal တွေလည်းပြန်ပြီးရှိရေပေါ့နော်။အဲတော့ Sanji ကိုလည်းပြန်ပြီးစဉ်းစားရအောင်မယ်။ Sanji က carry player ဖြစ်တယ်ဗျာဟိုပြီးတော့တွေ့ကြုံရဆိုလို့ရှင်နေနည်းနူးနယ်လေးရဲ့ player ဖြစ်တယ်ဆိုကွန်နေနဲ့အဲ့ YG နဲ့ဆောက်ရတဲ့ပွဲစဉ်မှာဆိုရင်စန်ဂျီလိန်ကဟိုပြီးဝန်ဝန်မှပြီးတော့မှပြန်ထောင်လာတယ်ဗျာ cross move တန်ဖွင့်ရတဲ့အပိုင်းတွေရှိခဲ့တယ်ဗျာအဲ့တော့နောက်လာမဲ့ဒီ play off တွေရှိမယ်ပြီးတော့ season ကခုမှ week 3ပဲပြီးနေရအောင်ကျန်တဲ့ week တွေမှာ Falcon ကအဲ့စန်ဂျီလိန်ကိုတော့နည်းနည်းသတိထားရမယ်လို့ထင်တယ်ဗျာသူတကယ်စောစီကြိုးဝါပြီဆိုလို့ရှင်အဲ့လောက်ရကန်ရခက်ခဲသွားမလားလို့ ကဲအဲ့တော့ငါတို့ဒီ Falcon နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ငါတို့ player အကြောင်းပြောတော့မဟုတ်ဒီငါ့အမြင်အရဆိုလို့ရှိရင်တော့တို့အသင်းရဲ့ management ကတော်တော်လေးကောင်းတယ်ဒီ Falcon ရလို့ထောင်ပြီးရနောက်ပိုင်းမှာတော့နောက်ပိုင်းဒီ qualifier တွေပဲပြီးရနောက်ပိုင်းမှာတော့ Falcon ကတော်တော်လေး international ဒီ truck ခွင့်ကိုရထားတဲ့အသင်းလို့ပြောမှာပါဟုတ်တယ်ဟုတ်တယ် player တွေ manage လုပ်ကြလဲတော်တော်လေးကောင်းတယ်ဘာလို့လဲဆိုတော့အခုဆိုလို့ရှိရင်လေခုနလို Sam G တို့တော့ new goal တို့ဒီလိုကစားမတွေကိုတို့ပြောမှာ decision making ဘိုင်းတွေကတော်တော်လေးပြတ်သားတယ်တဲ့မှာဒါဒီလိုမျိုးသွားနေတဲ့အသင်းအသင်းမှာ ဒီလိုမျိုးဝင်ခွင့်ရမဲ့ qualifier ပွဲစဉ်တွေအခုဆို MSL လို့ပြန်ပွဲကြီးတွေမှာသူတို့ဒီရဲဝန်းနဲ့ခုနလိုမျိုး Yugo Sanji ဟိုဘန်ဒီယိုထပ်ပြီးတော့လိန်ချင်းနဲ့ပိုင်ဒါတွေကကိုညူကျော်နဲ့အသင်းရဲ့ decision တွေတော်တော်လေးပြတ်သားနေဆိုတော့တွေ့ရတယ်ဆိုတော့ဟိုနောက်ပိုင်းကလေတဖြည်းဖြည်းနဲ့ခံစားလာတာသိရမလား highway side view ပေါ့အဲ့ဒါအဲ့စကားကပဲပို့ပြီးတော့ဟုတ်တယ် live ဖတ်လာတာပေါ့ rule တွေလည်း change ဖြစ်သွားပြီးတဲ့အချိန်မှာဗျပြောရရင် Falcon ကဒီလိုချင်းတွေကိုရောက်လာခြင်းမှလည်းရောက်လာ ဒါကျွန်တော်တို့မမြင်ရတဲ့အပိုင်းပေါ့လေသူတို့ဘယန်းလဲဟိုလေ downgrade ကြီးပြပြီးတော့အံငွေငွေကြမဖြစ်ပဲနဲ့တော်တော်လေးဆုတ်သွားတာမျိုးလည်းဖြစ်နိုင်တယ်ဗျအဲ့လိုပဲတော့ရမှာကျွန်တော်တို့ကသိရမလားအသိရဖောင်ပြတ်ပြီးတော့လုံးဝရမ်းခါသွားတာမျိုးလည်းဖြစ်နိုင်တယ်အဲ့ဒီနေရာမှာတော့ကိုကြီးပြောသလိုပဲဒီဒီအချက်ကတော်တော်လေးကျွန်တော်တို့ mention လုပ်ရမယ့်အချက်ကက်ဆက်ကီရောလို့ပေါ့လို့ထင်လိုက်ကျွန်တော် Falcon ကတော့ဘာမှတော့တိတ်အများကြီးပြောစရာမရှိပါဘူးကျွန်တော်ကဖက်ကွန်ဖက်တယ်ဒါဟုတ်ဖက်ကွန်လေးရယ်ဟဲ့တော့ပြောဖက်ကွန်လေးရသွားခဏတော့ပြောရမှာရှိတယ် တို့ကကောင်းတယ်တော်တော်ကောင်းတယ်ဒီဝီလဲပါဆိုရင်တော်တော်ကောင်းတယ်ဒီဘယ်လိုပြောသူတို့ရဲ့မကန်နီအပိုင်းတွေရောသူတို့ရဲ့ဒါကောင်းမဲ့အပိုင်းတွေရောပရက်ဆာအပိုင်းတွေရောဘာမှသိအများကြီးပြောစရာမရှိဘူးเนาะဒါပေမဲ့ခုနကပြောသလိုပဲစံကြီးလိန်လေးတစ်လိန်ရတော့ကြီးရောကြီးရတယ်ဒါပေမဲ့ KH ကလည်းတောက်လျှောက် KH နဲ့ဖန်ရတယ်ဖန်ဒီကိုတော့ဒီဘန်စံကြီးကိုပေါ့နော် follower တောက်လျှောက်လိုက်ပြီးနေရဆိုတော့မဆိုးတော့မဆိုးလာဘူးသူတို့နဲ့အပြင်မှာလည်းတိတော့တိတယ်အပြင်မှာတိရဲ့အချိန်မှာ KH ကကြတော့ passion နဲ့ passion ရရှိသူကဒီ game ပေါ်မှာပေါ့နော်သူအရင်ဖြစ်ရှယ်သူအဲ့လိုမတူတယ်မဟုတ်သူကသူ့နောက်မှာ ရှိနေတဲ့လူတွေပေါ်လုံးသူဖြစ်စေရင်လည်းစိတ်ရှိတယ်။ KA ကအဲ့လိုစိတ်ပြီးတော့ရှိပြီ။ဆိုတော့ Falcon ကအတင်းသားတွေတော်တော်များများတော့ချစ်ကြတယ်။တယောက်နဲ့တယောက်နဲ့သူတို့ရဲ့ connection တွေ chemistry တွေရဲ့ MK KA စောက်ဆိုးတဲ့အချိန်ကဟွာပဲရှိနေ16ပဲရှိနေရ။ဘယ်လိုပြောမှဆိုလို့ရှိရင် तू ကဒီဟိုငငယ်လေးဒီ17 17လောက်တည်းကတခြားသောဒီဟို console လေးလေ तू ကအိမ်မှာလဲဆောက်တာပါလေးရရှိရ။သူ့အမေကလည်းညဖန်ကပြပြလေးရှိရ။ဆိုတော့ तू က patch ဟို KA အကြောင်းပြောမှဆိုလို့ရှိရင် ိုကိုရီစီကိုရီနဲ့စပြီးလောက်လုပ်တဲ့အချိန်တော့ကိကတော်တော်လေးငယ်သေးတယ်။ကောင်ကောင်လေးပဲရှိတယ်ကလေးလေးပေါ့။ဒါပေမဲ့သူ့ရဲ့ဟိုဖြစ်ရှင်တဲ့စိတ်ကအရမ်းများတယ်။ဟုတ်တယ်လို့အဲ့မှာ Claw Esports နဲ့ငါတို့ NBA Season 5လို့တော့ဟုတ်တယ်ဟုတ်တယ် Season 5အဲ့တော့ကသူဒီ Qualifier နေတက်ရတာပေါ့နော်။ဟို Justin တို့အထောက်ပေါ့။ အဲ့တော့ကလောကကန်နဲ့ကန်နဲ့ကေရီစီဖိုင်တာအဲ့တော့ကန်နဲ့ကေရီနဲ့တည်းအောင်လားလုံးဝကျန်ကမချက်ကျန်ကမချက်ဖြစ်နေတာကျန်ကမချက်ဖြစ်ခဲ့တယ်ပြီးတော့ဒီနောက်ပိုင်းဂိုးလင်းနေပါတယ်ဘူပိုင်းလက်ကျန်အနေနဲ့ပြောင်းလဲလိုက်တဲ့အချိန်မှာသူဂိုးလင်းကအရေးကြီးရဆိုပြီးဂိုးလင်းဆင်းတော့အခုတခါရုံးဖြစ်လာဆိုတော့ဟိုဒါကတော့ဒီနေရာနေပဲ appreciate လုပ်ချင်တာတော်တော်တော်ပါတယ်ဒီ case ဆိုတဲ့အကောင်ပါဆိုတော့ကျွန်တော်